ိန်မြို့ကနေစစ်ကြောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုမှာစစ်သား40ဦးဟာသေသွားပြီးလက်နက်ခရမ်းတွေနဲ့စစ်တုံးပန်းအချို့ကိုရရှိကစစ်တပ်ကအာရမပြုကျင့်ခဲ့တဲ့အမျိုးသမီးတို့ပါဝင်ပြည်သူ14ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်မြရီမြို့ကမရိမှုရီရဲ့တရားခံဖြစ်တဲ့ အမှတ်၅ရက်ွက်အုတ်ချုပ်ရေးမှုမဘာသာအစွန်းရဆိုင်းမျိုးညွတ်ဦးကိုစီအုစုကစီမံထူးချွန်တတရအဆင့်စုချိမြင့်တဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တတွေကိုတင်ဆက်ပေးပါမယ်။ ထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ဘုတ်ကတော့ချင်းပြည်နယ်တီးတိမ်မြို့ကနေစစ်ကြောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုမှာစစ်သား40ဦးဟာသေသွားပြီးလက်နက်ခရမ်းတွေနဲ့စစ်တုံးမှန်အချို့ကိုရရှိကစစ်တပ်ကအာရမပြုကျင့်ခဲ့တဲ့အမျိုးသမီးတဦးပါဝင် ပြည်သူ14ဦးကိုကယ်ထုတ်နိုင်ခဲ့လို့ချင်းညင်တော်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါဗါဒ်အော်တိုဘာလ29ရက်နေ့မှာတီးတင်မြို့နယ်အတွင်းကအကြမ်းဖက်စစ်သားအင်အား200ကျော်နဲ့ခြေလင်းထွက်ခွာလာပြီးဆဲဆန်ရွာမှာစခန်းချကညအိတ်ကဆက်လက်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားတွေကိုချင်းညင်တော်တပ်ဖွဲ့တွေကခြေမုံတိုက်ခတ်ခဲ့ရမှာအော်တိုဘာလ30ရက်နေ့ကတီးတင်ကလေးလန်ဒေလိုလန်ခွဲအနီးပတ်ဝန်းကျင်မှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန် ံခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်သားတွေအထိနာတဲ့အတွက်စစ်မတိုးနိုင်တော့ပဲအဲ့ဒီနေရာမှာပဲစခန်းချညှိခဲ့ပြီးအော်တိုဘာလ31ရက်နေ့မှာတော့တီးတယ်မြို့ခလရ269ကစစ်သား80ခန်းတက်ကိုထပ်ပို့ခဲ့လို့လည်းသိရပါတယ်။နိုဝင်ဘာလ1ရက်နေ့မှာတော့နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီးစစ်သားအများအပြားလည်းထိခိုက်ဒေသခဲ့ကလက်နက်ခရဲအချို့နဲ့ချော်ဆဲထားတဲ့ပြည်သူပိုင်းမော်တော်ကားတစ်စီး းကိုချင်းချင်းနောင်တပ်ဖွဲ့တွေကတင်းဆက်ရရှိခဲ့ပါတယ်။နှွေဘာလာ၂ရက်နေမှာလဲနှစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေခဲ့လို့လည်းသိရှိရပါတယ်။နှွေဘာလာ၃ရက်နေမှာတော့အကြမ်းဖက်စစ်တပ်ကဒေသနေပြည်သူတွေကိုလူသားတိုင်းဖြစ်ဖမ်းဆီးအုံပြုကာ ထိုးစစ်ဆင်လာတဲ့အတွက်ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရမှာတီးတင်ကလေးလန်းစွန်ပြီးလန်းခွဲဘက်ကစစ်အင်အားချို့ဟာထွက်ရှိလာတဲ့အတွက်ကြောင့်နှစ်ဖက်တိုက်ပွဲဟာပြင်းထန်ခဲ့တယ်လို့လည်းသိရှိရပါတယ်။နွေမာလာချော့ရနေမှာတော့အကြမ်းဖက်စစ်တပ်ကလူသားတိုင်းဖြစ်ဖမ်းဆီးပြီးအာရမပြုကျင့်ခဲ့တဲ့အမျိုးသမီးတူအပါအဝင်ဒေသခံပြည်သူ14ဦးကိုချင်းညင်အောင်တပ်ဖွဲ့ကကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီးစစ်တုံးမှအချို့ကိုလည်းဖမ်းဆီးရရှိခဲ့လို့လည်းသိရှိရပါတယ်။တိုက်ပွဲကာလ တလျှောက်မှာအကြက်ဖက်စစ်တပ်ဘက်ကအနည်းဆုံးစစ်သား40ခန်းထေသွားတာဖြစ်ပြီးအများအပြားလည်းထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင်ထွက်ပြေးလွတ်မြောက်သူတချို့လည်းရှိပြီးအကြက်ဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့လက်နက်ခဲယမ်းတွေနဲ့ချောဆွဲထားတယ်။ပြည်သူပိုင်မော်တော်ကားတစ်စီးကိုလည်းပြန်လည်တင်းဆက်ရရှိခဲ့လို့လည်းသိရှိရပါဗျ။ ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့ကနေစတင်ကချင်းပြည်နယ်တီးတယ်မြို့ခလရ269ကိုအကြမ်းဖက်စစ်တပ်က MI17 အမျိုးအစားရဟရင်နဲ့အခောက်ရင်26တင်ဆင့်သက်ကတပ်အင်အား900ခန့်စက်တိုက်ပို့ဆောင်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့လည်းချင်းညင်ညောင်တပ်ဖွဲ့ကအသိပေးထားပါဗျ။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတီးတယ်မြို့ကနေကလေးလန်ပိုင်းတိုင်းငင်းဘက်ကိုဦးတည်ကစစ်ကြောင်းထိုးနေတာဖြစ်ပြီးစုစုပေါင်းစစ်သားအင်အား400ခန့် ခံပါဝင်တယ်လို့လည်းသိရပါပါတယ်ရှင်။ ကရင်ပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ကရင်ပြည်နယ်မြရီမြို့မှာအသက်မပြည့်သေးတဲ့ကျောင်းသူရွယ်မင်းကလေးငယ်တွေအပါအဝင်မရဲမှုရဲ့တရားခဏ်ဖြစ်တဲ့အမှန်ငါရက်ွယ်အုပ်ချုပ်ရေးမှုမောက်ပါဒအစွန်းရဆိုင်းမျိုးညွန့်ဦးကိုစစ်တပ်လက်အောက်ခံကရင်ပြည်နယ်အစိုးရကစီမံထူးချွန်တတိယအဆင့်စုကိုချင်းမြင့်လိုက်တယ်လို့သိရပါဗျ။မနေ့က290ပြည့်ကရင်ပြည်နယ်နေ့အခမ်းအနားမှာစစ်တပ်လက်အောက်ခံကရင်ပြည်နယ်အစိုးရကတပ်ငယ်မရဲသမားဆိုင်းမျိုးညွန့်ဦးကိုစီမံ န်ထူးချွန်မှုတတရအဆင့်စုကိုချင်းမြင့်လိုက်တာလည်းဖြစ်ပါတယ်။ကရင်ပြည်နယ်မြရီမြို့အမှတ်၅ရက်ကွယ်အုတ်ချုပ်ရေးမှုလည်းဖြစ်မောပါဒအစိုးရတိုးလည်းဖြစ်သူစိုင်းမျိုးညွန့်ဦးကရဲရင်ရင်ကျေးနာမည်နဲ့ဒမတ်စကိုအခမဲ့စာတင်ကြောင်းကိုဖွင့်လှစ်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေအပါအဝင် ကျောင်းသူ10ဦးထက်မနည်းကိုမရင်းကျင်လာတဲ့လင်ပိုင်းဆိုင်ရာအမျက်ထုတ်မှုတွေကိုကျူးလွန်ခဲ့သူဖြစ်တယ်လို့လည်းကျူးလွန်ခံရတဲ့မိန်းကလေးငယ်တွေကတရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။စိုင်းမြို့ညွန့်ခေါ်ငဆိုင်ဟာမြောက်ရီမြို့နယ်အမှန်ငါရက်ွယ်အုပ်ချုပ်ရေးမှုဖြစ်တဲ့အပြင်စစ်တပ်ထောက်ခံတဲ့မဘာသာအစွန်းရောင်အမျိုးသားရဲ့အစွန်းရောင်တူလည်းဖြစ်ပြီး2012ခုနှစ်ကတည်းကမဘာသာအဖွဲ့နဲ့စစ်တပ်ထောက်ခံရေးမှာထက်တဲ့ဝင်ဝင်ပါဝင်လှုပ်ရှားသူလည်းဖြစ်ပါတယ်။ဓမ္မစကူကျောင်းတွေခေတ်စားလာခြင်း ဲ့မြရီမြို့နယ်မှာလည်းရဲရင်ရင်ကျေးနာမည်နဲ့ဓမ္မစကူအခမဲ့စာတင်ချောင်းကိုဖွင့်လက်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကိုចောင်းသူအဖြစ်လက်ခံတင် जा ပေးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီចောင်းသူမိန်းကလေးငယ်တွေကိုလက်ခံတင် जा ပေးရင်းနဲ့2019-2018ခုနှစ်ပညာသနစ်အတွင်းမှာ အသက်73နှစ်အရွယ်ရှစ်တန်းចောင်းသူတို့နေထိုင်တဲ့အခန်းအတွင်းထိဝင်ရောက်ကအာဓမ္မပြုကျင့်ခဲ့ပြီးဘယ်သူ့ကိုမှဖွင့်မပြောဖို့ချင်းချောက်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါအပြင်ကိုဝန်တားဆဲတွေကိုလည်းတိုက်ခဲ့ပြီးတရားဝင်ယူမယ်လို့ဆိုကအတင်းကျပ်စာချုပ်ကိုလက်မှတ်ရေးထိုးစေခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်တခြားမင်းကလေးငယ်တွေကိုလည်းအရမပြုကျင်ခြင်းလိန်ပိုင်းဆိုင်ရာအမျက်ချုပ်ခြင်းတို့ကိုလွတ်ဆောင်ခဲ့ပြီးမင်းကလေးစုစုပေါင်း၁၀ဦးကျော်ကိုလွတ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီမပတာငဆိုင်ဆိုသူဟာလက်နဲ့ကင်အဖွဲ့စည်းတွေနဲ့ပူးပေါင်းနေသူရက်ွက်အုပ်ချုပ်ရေးမှုဖြစ်ထင်ရှားကြော်ကြားနေတာကြောင့်ဘဲအဖွဲ့စည်းကမှအေးအေးယူတာမျိုး ို့မရှိဘူးလို့လည်းသိရပါရဲ့ရှင်။ ဒီတစ်ခါမှာတော့ဒဝဲခရံအသက်ချောင်းမြို့နယ်နဲ့စကိုင်းတိုင်းရင်းမာပြည်မြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်အထုရောင်ရွေးကောက်ပွဲစန့်ကျင်တဲ့လူထုစနပြပွဲတွေပြုလုပ်ခဲ့လို့လည်းသိရပါဗါဒနိုဝင်ဘာလ9ရက်နေ့ကဒဝဲခရံအသက်ချောင်းမြို့နယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကအကြမ်းဖက်စစ်တပ်ဥဆောင်ပြုလုပ်မဲ့အထုရောင်ရွေးကောက်ပွဲကိုစန့်ကျင်တဲ့လှုပ်ရှားမှုအဖြစ်ရွေးကောက်ပွဲစန့်ကျင်ရေးဆက်သားတွေကို လမ်းမအထက်မှာရေးသားခဲ့လို့လည်းသိရှိရပါဗါတယ်။အလားတူစကိုင်းတိုင်းရင်းမာပင် မြို့နယ်မှာလည်းနောက်ပြန်မလှည့်သေးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအထူးရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆနပြတပိတ်ကိုမနစ်ကပြုတ်လုခဲ့ကြရလို့လည်းသိရှိရပါဗါတယ်။အဲ့ဒီဆနပြတပိတ်မှာဆနပြတော်လန်ပြည်သူတွေကနောက်ပြန်မလှည့်သေးဒီတော်လန်ရေးတပိတ်စစ်ကြောင်း က်စစ်ရွေးကောက်ခွေးထွက်ပမဲမပေးနဲ့တပိတ်မောက်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေကိုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒေတာခန်တော်လန်ပြည်သူတွေဟာနေအမြင်မကျိန်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ကရင်ပြည်နယ်ကုတ်ကရိမြို့နယ်ထီဖိုးဆန်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က15ဦးခန့်ထိသွားပြီးတနက်၈လက်ကိုတင်းဆဲရရှိခဲ့လို့ဒေသတွင်းစစ်ရေးတရင်မြေကရန်ကုန်ခေတ်တကိုပြောပါရယ်။နွေမာလာချောင်းနေကကုတ်ကရိမြို့နယ်ထီဖိုးဆန်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကထီဖိုးဆန်ကျေးရွာနဲ့ကွေမောင်တိုင်ကျေးရွာအကြားကြက်မောက်ချံမှာကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။အဲ့ဒီတိုက်ခိုက်မှုကိုကလိုထူးပြူဟာစစ်ကြောင်း တပ်မဟာ3တပ်မဟာ9နဲ့တပ်မဟာခွန်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးထိတွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလပိုင်းကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ဟာကော့ဂရိတ်မြို့နယ်အတွင်းကိုအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့လည်းစစ်မှုထမ်းတပ်သားတစ်တွေကိုရှေ့ဆုံးကနေ ထားကာတိုက်ခိုက်နေတာကြောင့်အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားပြီးအချိန်ချင်းပြန်လည်ဆုတ်ခွာနေတယ်လို့လည်းစစ်ရေးသတင်းမြစ်ကဆက်လက်ပြောပြပါရရှင်။ ယ်။ရခိုင်အတန်းတဘောကိုတက်ဆက်ပေးကြပါရစေ။ရခိုင်ပြည်ပုံနာကျွမြို့နယ်ရိုးတရုတ်ကျေးရွာကိုစစ်တပ်ကလေနဲ့ပုံကျဲချခဲ့တာကြောင့်ပြည်သူ၅ဦးဟာသေဆုံးခဲ့ရပြီး9ဦးဟာဒဏ်ရာရှိခဲ့လို့ရခိုင်ဒေသတရင်မြစ်စီကနေသိရပါရစေ။မနေ့ကမနေ့၁၇နိုင်ခွဲလောက်ကရခိုင်ပြည်ပုံနာကျွမြို့နယ်ရိုးတရုတ်ကျေးရွာကိုစစ်တပ်ကတိုက်လေနဲ့ပုံနှလုံးကိုကျဲချခဲ့တာလည်းဖြစ်ပါရစေ။ အဲ့ဒီဘုံကျဲချမှုကြောင့်အမျိုးသမီး၄ဦးနဲ့အမျိုးသား၁ဦးစုစုပေါင်းပြည်သူ၅ဦးဟာတည်ဆုံးခဲ့ရပြီးခုနှစ်ဦးမှလည်းဒဏ်ရာများရရှိခဲ့လို့လည်းသိရပါဗါး လိုလေရင်နဲ့ဘုံကျဲတက်ခိုက်နေတဲ့ဂျပန်နဲ့ထမှာပဲစစ်တွေအခြေဆိုင်ခမရ344တရင်က120မမလည်းနဲ့ကြီးနဲ့ပြစ်ခတ်တဲ့အတွက်ကြောင့်ပုံနာကျွန်းမြို့နယ်ကွမ်တောင်ကျေးရွာကအသက်55နှစ်အရွယ်ရှိတဲ့အမျိုးသားတဦးဟာဒဏ်ရာရရှိခဲ့တယ်လို့ပုံနာကျွန်းမြို့နယ်အောင်ဖြူပြင်ကျေးရွာကိုလည်းလေရင်နဲ့ဘုံနှလုံးကျဲချခဲ့တဲ့အတွက်ကြောင့်အမျိုးသမီးတဦးဟာဒဏ်ရာရရှိခဲ့လို့လည်းသိရှိရပါတယ်။အေကလည်းစစ်တပ်ကအထိနာနေတာကြောင့်ပြည်သူတွေကိုဥတီရဲ့လေကြောင်းတက်ခတ်မှုနဲ့လက်နက်ကြီး ပြစ်ခတ်မှုတွေရှိလာနေတဲ့အတွက်ကြောင့်သတိပြုနေထိုင်ကြဖို့အတွက်သတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးတိုင်းအတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းစင်ကူးမြို့နယ်မှာစစ်ပေးရှောင်ပြည်သူတွေနေထိုင်တဲ့ရွှေပြည်ရွာစတင်ကျောင်းနဲ့ညောင်ကုန်းရွာကိုအကြက်ဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူ၄ဦးဟာသေဆုံးခဲ့ရပြီ ထိခိုက်ဒဏ်ရာရရှိသူ အလွန်များပြားကတေဆုံးသူထတ်တိုးနိုင်တယ်လို့လည်းစင်ကုန်းမြို့နယ်ပကဖသတင်းတာဝန်ခံကိုတမဏိကပြပြပါဗျ။နိုဝင်ဘာလ9ရက်နေ့နေ့လယ်7:00နာရီခွဲလောက်ကအကြက်ဖက်စစ်တပ်ဟာစင်ကုန်းမြို့နယ်ရွှေပြည်ကျေးရွာစတင်ကြောင်းနဲ့ညောင်ကုန်းကျေးရွာကို Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှု9ချိန်ပြုလုပ်ခဲ့လို့လည်းသိရပါဗျ။အကြက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူ၄ဦးဟာတေဆုံးခဲ့ရတာဖြစ်ပြီးထိခိုက်ဒဏ်ရာရှိသူအလွန်များပြားက သေဆုံးသူအရေးအတွက်လည်းထပ်မံတိုးလာနိုင်တယ်လို့လည်းသိရှိရပါတယ်။အခုလိုလေကြောင်းတက်ခိုက်သွားတဲ့နေရာဟာမတရားဘက်ကစစ်ပေးရှောင်တွေနေထိုင်တဲ့နေရာတွေဖြစ်ပြီးတက်ကြီးရွယ်အိုတွေခလေးငယ်တွေပဲနေထိုင်တာဖြစ်တဲ့အတွက်ကြောင့်ထိခိုက်တာအရမ်းများပြားပြီးဒဏ်ရာရှိတဲ့သူတွေထဲမှာစွန့်ရင်ရသူတွေလည်းပါဝင်နေရလို့စင်ကူးမြို့နယ်ပတ်ကဖသတင်းတာဝန်ခံကိုတမဏိကပြောပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ထိုင်းနိုင်ငံအတွင်းမှာအကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြက်ခံရကလွတ်ရဲစေတဲ့မြန်မာလုပ်သား48ဦးကိုနိုဝင်ဘာလ9ရက်နေ့ကထိုင်းအာဏာပိုင်တွေကစေအုပ်စုထံကိုလွှဲပြောင်းပေးခဲ့တယ်လို့ထိုင်းနိုင်ငံရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်ချက်စည်ရင်းရသိရှိရပါတယ်မြန်မာနိုင်ငံသားအမျိုးသား33ဦးအမျိုးသမီး14ဦးစုစုပေါင်း48ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့အခုလိုနေရက်ကိုပြန်ပို့မှုက2025ခုနှစ်အတွင်း73ချိန်မြောက်လဲဖြစ်ပြီးအခု းနှစ်အတွင်းမှာနေရက်ကို ပြန်ဖို့ခံရသူ1809ဦးရှိလာရလို့လည်းသိရှိရပါတယ်။အဲလိုမြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရတဲ့ပြစ်ဒဏ်ကြခံရပြီးသားမြန်မာရွှေ့ပြောင်းအရသမားတွေကိုစစ်တပ်ကအာရမစစ်မှုတန်းစုစားမှုတွေလှုပ်ဆောင်နေတယ်လို့လည်းထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာလူသမားရေးဆောင်ရွက်သူတို့ကပြန်လည်ပြပြပါတယ်။အခုလိုပြန်ဖို့ခံရတဲ့မြန်မာလူသားတွေကစစ်မှုတန်းအကျုံးဝင်တဲ့အသက်အရွယ်ရှိလူငယ်တွေကိုစစ်တပ်နန်းချောင်းကိုပြန်လည်ပို့ဆောင်ခံခဲ့ရ ာတွေရှိသလိုစစ်မှုမထမ်းစေလိုတဲ့မိသားစုဝင်တွေကငွေကြေးများစွာပေးပြီးရွေးထုတ်ရတာတွေလည်းရှိနေရလို့လည်းဒေသခံတွေဆီကသိရပါတယ်။အော်တိုဝါလာကိုယ့်အနေကလည်းထိုင်းနိုင်ငံမှာဖန်စီထင်းသိမ်းခံထားရတယ်။မြန်မာနိုင်ငံသား60ဦးကိုရနောင်းအကောက်ခွန်စိတ်ခံတရားကနေ30မြန်မာနိုင်ငံကော့တောင်းဘက်ကိုပြန်လည်လွှတ်ပြောင်းပေးခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ